2022ခုနှစ်မှာဂျပန်နိုင်ငံတွင် Hybrid လို့အမည်ပေးထားသော Hydrogen စွမ်းအင်သုံးယထာတစီကို စတင်ဆန်းသက်အသုံးပြုလျက်ရှိပါတယ်။ Hybrid ဟာ battery နဲ့ Hydrogen process စနစ်ဖြင့်ဖန်တီးပြီး carbon dioxide ထုတ်လွှင့်ခြင်းမရှိသောအနာဂတ်တွင်ယထာတစီလည်းဖြစ်ပါတယ်။ကြီးစုစုမိတ်ဆွေများအတွက်ဘဝသူရဖြစ်ပွဲစိတ်ဝင်စားဖို့အကြောင်းအရာများတင်ဆက်ပေးသောမှာဖို့ The Rehab Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးခင်ဗျာ။ Hybrid ရထားဟာ FV E991 series မျိုးစားဖြစ်က Hybrid system ကိုအသုံးပြုပြီးညှက်စစ်စွမ်းရင်ထုတ်ယူသော Furious S နှစ်ပြည်လက်ပတ်မောင်းနေရရထားဖြစ်ပါတယ်။ညှက်စစ်စွမ်းရင်ကို on board battery တဲ့သို့သိမ်းဆီးထားပြီးရထားရဲ့ border များကိုအသွင်ပေးကရန်နှုန်းထိချုပ်ခြင်းနဲ့နောက်ထပ်စွမ်းရင်လိုအပ်မှုကိုပါဖြည့်ဆည်းပေးကသူညာခြင်းမရှိဘဲစွမ်းရင်ပြောင်းနေလဲပတ်ရတဲ့ system ကိုအသုံးပြုထားပါတယ်။ ဒါပြင် hybrid တွေ regenerative braking စနစ်ပါဝင်ပြီးဒီ brake စနစ်မှာတစ်ဆင့် brake ဥည်အခါတိုင်း model electric ကားများကဲ့သို့စွမ်းအင်ကိုပြန်လည်ထုတ်လုပ်ပေးပါတယ်။ hybrid ရဲ့အမြင့်ဆုံးမြန်နှုန်းမှာတစ်နာရီကို100 km ဖြစ်ပြီး hydrogen အပြည့်ဖြစ်ဆိုရင်140 km ထိခီးသွားနိုင်ပါပဲဖြစ်ပါတယ်။ hybrid ရထားဖန်တီးထုတ်လို့ရရင် Junior East, Hitachi, Toyota တို့ကပူးပေါင်းပါဝင်ခဲ့ပြီး Toyota ကုမ္ပဏီက hydrogen fuel cell device ကိုဖန်တီးထုတ်လုပ်က Hitachi Corporation မှ hybrid drive technology ကိုပံ့ပိုးပေးခဲ့ပါတယ်။ Hybrid ရဲ့ design ကို Clean Energy Cycle ရဲ့ Sleep Blue Wave pattern ဖြင့်တိရောက်ထားပြီး hydrogen နဲ့ oxygen တို့ပေါင်းစပ်ကရေငွေ့ပြောင်းခြင်းဖြင့်လေပတ်ပေါင်းနေပါတယ်။ Hybrid အဖက်တစ်သက်ရဲ့အထိပ္ပာယ်မှာ hydrogen နဲ့ hybrid ကို ပေါင်းစပ်ကူစားပြုက Avant Ray Vehicle for Innovation ဆိုသောအထိပ္ပာယ်ကိုလည်းဖော်ဆောင်ပါတယ်။ Hybrid ဟာ နာမည်သက်သက်မဟုတ်ပဲအနာဂတ်မျိုးဆက်များအတွက်ယထာနဲ့ပတ်သက်တဲ့တည်ယူပို့ဆောင်ရေးကဏ္ဍကိုကြိုးရှိစီမှာဖြစ်ပါတယ်။ဒီယထာကိုဘေဦးရဲ့အသက်ရှူတာလေးတစ်ခုလိုတင်စားတာကမျော်လင့်ချက်အပြည့်အဝထားကြပါတယ်။ Fiverr ယထာကို2022ခုနှစ် Masla မှာစတင်စတဲ့အသုံးပြုမှုများပြုလုပ်ခဲ့ပြီး Junior East ရဲ့ Surumi နဲ့ Nambu Line များမှာအဓိကထားပြည့်စွဲသွားဖို့ရည်ရွယ်ထားပါတယ်။ ဂျူနီယာအီစာ2030မှာဟိုက်ဒရိုဂျင်ပါဝါသုံးပြထားများကိုပုံမှန်အသုံးပြုကြအောင်ဒီမှန်းထားပြီးရခိုင်ကအသုံးပြုနေသောဒီဇယ်ရထားများကိုဟိုက်ဒရိုဂျင်ဟိုက်ဘရစ်နှင့်ဖြင့်အစားထိုးရန်ရည်ရွယ်ထားရှိပါတယ်တကယ်လို့ဖိုင်ဘာရီရထားများအောင်မြင်ခဲ့ပါကဂျပန်နိုင်ငံတွင်သာမကပဲအခြားဒေသများနဲ့ကမ္ဘာနိုင်ငံများတွင်လည်းကာဗွန်လျှော့ချနိုင်သောရထားစနစ်များတည်ထောင်နိုင်ရန်ကြိုးစားသွားမှာဖြစ်တယ်လို့သိရပါတယ်ဖိုင်ဘာရီရထားတည်ထောင်မှုဟာ တာမန်ယထာသစင်းတာမဟုတ်ပဲအနာဂတ်ယထာစနစ်တွင်ကောင်းလာအောက်ဆက်လျှော့ချပြီးတန်ရှင်မှုဆက်ကျင်မှုတို့ဖြင့်အကျိုးရှိတာ eco friendly တည်ယူပို့ဆောင်ရေးဖြင့်ပြောင်းလဲပြီးဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။